ကေးမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်ကြိုးဆိုပါတယ်ဟုတ်ကျွန်တော်တို့ဒီခေါက်ဘာကိုသင်ခန်းဆောင်ပြောမလဲဆိုရင်တို့ fashion fashion အကြောင်းကိုပြောဟုတ်လား fashion လှုပ်ဆောင်ချက်ကေဘလူးလှုပ်ဆောင်ချက်တို့ရှေ့မှာသင်ခဲ့တဲ့ python စတင်ခဲ့တဲ့ basic syntax သူရဲ့ရေးသားဝင်ရေးသားနည်းလေးတင်တဲ့သူရဲ့အဲ variable variable name တွေရေးသားဝင်ရေးသားနည်းတွေတင်တဲ့ variable type တွေပြီးကျွန်တော်တို့ဟိုတွေပေါ့ data types တွေဟုတ်မလား number တွေ string တွေပြီးကျွန်တော်တို့ operator တွေကဲဟုတ်ပြီအဲ့လောက်လေးတွေပြီးလာကျွန်တော်ဗာဆက်လုပ်ရမလဲ ဟုတ်ကဲ့ကျွန်တော်ရှိမှပြောခဲ့တယ် statement တစ်ချောင်းတစ်ချောင်းလို့ပြောခဲ့တယ်နော်လှုပ်ဆောင်ချက်တစ်ဆောင်းတစ်ဆောင်းတစ်ချောင်းတစ်ချောင်းဟုတ်ကဲ့စိတ်ခိုင်းချက်တစ်ချောင်းစီတစ်ချောင်းစီကိုကျွန်တော်တို့ဘာလို့ခေါ်လဲလဲ statement လို့ခေါ်တယ်ကဲအဲ့ဒီစိတ်ခိုင်းချက်လေးတွေကွန်ပျူတာကိုခိုင်းမဲ့စိတ်ခိုင်းချက်ကုတ်လေးတွေစုစည်းဖို့လိုလာတယ်အဲ့လိုဘာလို့အဲ့ဒါအဲ့ဒီစုစည်းပါကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့ function လို့ခေါ်တယ်ဟုတ်ကဲ့မလားကဲပြန်ကျွန်တော်တို့အပြင်မှာကြည့်ပြန်အပြင်သဘောတရားနဲ့ဒီကျွန်တော်ကနေတိုင်းမနက်ဆောင်ကျွန်တော်ကြုတ်ကြုံဆောင်တာကြုတ်ကြုံဆောင်ကြုတ်ကြော်ဒေဟိုးစင်းမယ်စီထဲမယ် အဲကြောက်ခလောင်းမယ်အဲတီကြန့်ကြောက်ထဲတယ်၊မွေတယ်၊ကြန့်ဟိုဘက်ဒီဘက်လှန်တယ်ပြီးရင်အဲလုံးဆောင်ချက်လေးတွေ့လားဒေဟုတ်စေးတယ်၊စီထဲ့တယ်၊စီကြက်အောင်ဆောင်တယ်ဟာသူရဲ့လုံးဆောင်ချက်တွေနော်တွေ့လား coordination အခြေအနေစီကြက်အောင်ဆောင်တယ်ပြီးရင်ကြောက်ကိုခလောင်းပြီးတော့ဘာလုပ်လဲထဲ့တယ်ထဲ့ပြီးရင်အောက်ကကြန့်ဟိုဘက်ဒီဘက်လှန်တယ်ဩတချက်တချက်ကဘာလေးရောလုံးဆောင်ချက်အဲ့ဒီလုံးဆောင်ချက်ကိုကျွန်တော်တို့ကနောက်ရက်ကြောက်ကြော်စားခြင်းနဲ့ဘာလုပ်ရမှာလဲလုံးအောင်မှာပဲကျွန်တော်တို့နေ့စဉ်ဘွားဟုတ်လားနောက်ရက်ကြောက်ကြော်စားလဲလားဒါပဲဒေဟုတ်စေးပါစေ ဒဲဥစီတာဟိုက function တခု sorry function မဟုတ်ဒဲဥစီတဲ့ statement တစ်ကြောင်းလောက်ဆောင်ရတခုအော်အပြင်ကျွန်တော်တို့တဲတယ်ပြင်စီထဲတယ်စီကြောင်းဆောင်းနေဟောအဲ့ဒီအချက်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 လေးတွေတခုချင်းစီတခုချင်းစီကဘာလေးလဲဆို statement လေးတွေပဲ programming မှာဆိုပါလား statement လေးကဲတော့တော့အဲကျုပ်ကျော်ဆက်ရှင်တော့ရတာပဲကျုပ်ကျော်ဆက်ဆိုကိုလုံးမှကျုပ်ပဲခေါ်ဆိုတာကျန်တဲ့အချိန်ဆောင်တာဒီဘက်ဒီဘက်နှံတာတွေစက်ကလုံးအဲအဲ့ဒီလိုစက်ကလုံးတယ်ဆိုတော့ဖန်တီးထားတဲ့ဟာကျွန်တော်တို့စုစည်းထားလိုက်တာဘာလို့ခေါ်လဲ function လို့ခေါ်တယ် ဒီမှာလဲလို့ပဲကုတ်မှာလဲကုတ်ရေးတဲ့နေရာမှာလဲတော့လှုပ်ဆောင်ချက်လေးတွေဟုတ်လားကိုယ့်အောက်မှာ calculate area ဒါဒီ definition ဒီလှုပ်ဆောင်ချက် area ကိုတွက်တဲ့ဟာဆိုတော့အထက်ထက်ရေးကြမလို့တော့အနောက်ကလိုချင်သူ့အဲ့ဒီလှုပ်ဆောင်ချက်ခေါ်သုံးလိုက်အောင်နာမည်လေးခေါ်သုံးလိုက်အဲ့ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲ function လို့ခေါ်ဟုတ်တယ်ကျွန်တော်က breakfast ပုံစံကြုပ်ကြော်တာပဲဥပမာပဲကျန်နေရလဲအကုန်လုံးသိ function တွေပဲလောက်ဆောင်ကြတယ်ဥပမာကျွန်တော်တို့စိတ်ခိုင်းချက်တွေပဲကျွန်တော်လူရောက်ကိုခိုင်းနေရောက်မဲ့ကိုယ့်ရံသွားပဲဒီလန့်နေတက်တက်သွားပြီးညာချိုပြီးဘယ်ချိုဟောညာချို တက်တဲ့သွားဘဲချိုးညာချိုးစိတ်ခိုင်းကြမလားခုလို၃ခုဟုတ်လားဘဇုခိုင်ခိုင်ဟိုကိုညီခိုင်ခိုင်ကိုဒူမခိုင်ဘဇုခိုင်ခိုင်ကြိုက်တဲ့လူခိုင်အိုက်ဖန်ချန်နိုင်ပါ့မို့ကိုင်းရံသွားဝင်မယ်ဆိုပြောတာအဲ့ဆိုအဲ့ဒီလုံးဆောင်တယ်ဒီဘာလုံးဆောင်တယ်ကိုင်းရံသွားဝယ်တယ်လုံးဆောင်ချက်တက်တဲ့သွားဘဲချိုးညာချိုးဟုတ်လားတက်တဲ့သွားဘဲချိုးညာချိုးဆိုတဲ့စိတ်ခိုင်းချက်၃ခု statement ၃ချောင်းကျွန်တော်တို့ကဘာလုပ်တာကိုင်းရံဝယ်တယ်ဆိုတဲ့လုံးဆောင်ချက်နဲ့စုတာနောက်တစ်ယောက်လာရင်လဲအဲဒါပဲပြန်ပြောပါလေအဲ အဲ့ဒီလိုပြန်သုံးတာကျွန်တော်ဘာလို့ခေါ်လဲလဲ function လို့ခေါ် programming မှာလည်းအဲ့လိုပဲဟုတ်လားကျွန်တော်တို့လုံဆောင်ချက်တွေဥမာ1 2အခါတိုင်းပေါင်းနေတယ်မလို့ဟုတ်လားတခါတော့တခါ theory formula ပေါ့ရတခါပုံသဏ္ဍာန်ချပြင်ကျန်တာပြန်သုံးလို့ရအဲ့ဒါကိုကျွန်တော်တို့ programming ကွန်ပျူတာမှာအဲ့လိုဖြစ်နေမှာလေလောင်းလောင်းနောက်တစ်ခါထပ်လုံးပြန်ရင်နောက်တစ်ခါလုံးပြန်ရင် application မပြီးတော့ဟုတ်လားအဲ့ဒါဆို function အကျိုးကျေးဇူးလေးကြည့် function လုံးရတယ် function ဘယ်လိုဘယ်လိုလုပ်လဲမလားသိဘူးနော် programming မှာ function တွေပေါ်လာတဲ့အတွက် function တွေသုံးပြလိုက်တော့ဒါဖြစ်လဲဆို အချိန်နေပို့ပြီးတော့တိုးလာတယ်ဟုတ်နော်အဲ့တော့ error တွေပို့ကင်းလာဘာဖြစ်လို့ခန်းသားမေးရတော့လေလောဆောင်ချက်တူတွေရတယ် statement တွေထပ်ထပ်ပြီးတော့မေးရတော့စုစုထားတယ်နာမည်ပဲခေါ်တော့မယ်ဆို error တွေဘာဖြစ်သွားလဲနေသွားပဲဟုတ်နော်အဖျက်ရပြရတာလဲလွယ်လာမယ်နောက်တစ်ခုကျွန်တော်တို့ outside လောက်တဲ့နေရာမှာ function name နေနေပိုင်းနဲ့ဒါသူရဲ့ function ကြိုးကြီးဆိုပြောလို့မကုန်ဘူးဗျ function ပဲကျွန်းနေညင်သုံးတက်ဖို့ပဲလွယ်ဟုတ်နော် code တွေကျွန်တော်တို့ဖျက်ရလွယ်လာမယ်ပြီးကျွန်တော်တို့အချိန်တူတူနဲ့ဗါတော့လုပ်ငန်းဆောင်တာတွေပို့ပြီးတော့ပြီးမြောက်လာဒါ function ပဲ ဒါသူတွေ့ဒီလောက်ဒါလည်းမမတ်လေရဒါလည်းပုံသေးမလို့မြအောင် function မှာဆိုအဲဒီရေးတဲ့အထက်မဆိုင်တဲ့ဒီရေးတဲ့အထက်မှာမပါတဲ့ဟိုအကောင်းဆုံးကျေးဇူးတွေလည်းအများကြီးရှိတယ်။ Okay နော်။အဲ့ဒါကိုကျွန်တော်ဘာလို့ခေါ်မလဲဆိုရင်ပိုင်သွင်း function Okay ။ကဲ function လေးနည်းနည်းအစာပြုလိုက်မယ်။ Python language မှာ function ကိုဘယ်လို definition လုပ်လဲ။ဟုတ်နော်။ဘယ်လိုတည်ဆောက်ပြီးတော့အသုံးပြုလဲ။ function တွေလာပြီနော်။ operator တွေအားတွေမေးရင်ဟိုမှတ်ထားမယ်နော်။တစ်စင်းချင်းလာမယ်ဟုတ်ပြီ။ကဲကျွန်တော်ကြည့်မယ်။ function ပထမဆုံး draw လုပ်ဖို့အတွက် df ဆိုတဲ့ keyword လေးလို့ Python programming language မှာ keyword တွေကြောင့်ရှေ့မှာနည်းနည်းပြောခဲ့တယ်နော် keyword keyword ဆိုတာသူကြိုယူထားတဲ့ဟာကဲဆိုတော့ def ဆိုတဲ့စကားလုံးနေဒီ D Python language မှာ Python function ကြော်ညာဖို့အတွက် function definition လုပ်ဖို့အတွက် df keyword လေးယူထားတယ်အဲကြောင့်တော့ Python ရဲ့ function ကိုကြော်ညာဟာ definition ကို create လုပ်မယ်ဆိုတော့ဘာလုပ်မလဲ df keyword မရင်မဖြစ်မနေရေးမယ်ပြီးတော့ function name ကိုကြိုက်တဲ့ name ပေးဒါ function name မှာကျွန်တော်တို့ naming conversation ရှေ့မှာသင်ခဲ့တဲ့အတိုင်းပဲ canvas kit ပေးမယ်နော်ရှေ့ဆက်လို့ဒါဆိုရင်ဒါ canvas kit မပေးချင်လို့ဗာနေပြတယ် dash နဲ့ပေးထားတယ် underscore နဲ့ပေးလဲရတယ် dash နဲ့ပေးလဲရတယ်ဟုတ်လားဒီစလုံးဟောသိဒီစလုံးအကြီးနဲ့ပေးလို့လဲရတယ်ဒါဒီ function name ပို့ကြတဲ့နာမည်ပေး calculate area send message ဟုတ်မလား calculate စာကဲ send send email အော်ကြိုက်တယ်လို့ပေးဒီ function email လို့ email ပို့ရလောက်ဆောင်ကြဆိုရင် send email ကြိုက်တယ်လို့ပေးအဲ့တော့၃ချက်ပဲလို့ပဲ df keyword ပြီးရင်တို့ function name ပြီးရင်တို့ present this is အရေးကြီးလို့ပဲပြီးရင်ပုံမှန် programming language မှာ curly brace သုံးပေမဲ့ပိုင်းသွင်းမှာပါသုံးတာဖြူကော်လန်တော့တယ် okay မလားအဲ့ဒီလိုမှထားမယ်ပြီးရင်နောက်ထပ်တစ်ချက်ပုံမှန် programming language မှာ curly brace လေးပိတ်လိုက်တာပြီးပြီမယ်ကျွန်တော်ပိုင်းသွင်းမှာတော့ဒီအခြားလေးမှတ်ထားမယ်ဒီနဲ့ဒီနဲ့ကြာဒီ s နဲ့ဒီနဲ့ margin ပေါ့ဗျာနော် indentation အခြားလေးမှတ်တာဒီကတက်ခေါက်တယ်ဆိုဒီမှာလည်းတက်ခေါက်အဲ့ဒီမှာသွားပြီးတော့ အဲတက်မခေါ်ဒီနောက်ကိုကျွန်တော်ဒီမှာဒါကျွန်တော်တက်ခေါ်တက်မခေါ်ဘာနဲ့စပေးပါပို့ပေါ့ပို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 ့အဲအလိုသွားညှိလို့မရဒါဆိုရင်အပေါ်ကတက်နေဝေးပြီးတော့ပေါ်ကစပေးပါဖြစ်နေကဲဒီလိုလုပ်လဲရတယ်ဒီမှာကြည့် sorry sorry ဟုတ်လားစပေးပါဟောဒါဝါလေးစပေးပါလေးဟုတ်လားအဲလိုသွားလုပ်လို့မရဘူးညှိတာညှိတာစပေးပါနဲ့တက်နေသွားလို့မရဒါတက်ခေါ်ဒီလိုမှသူဒီအလုံးလုံးကုတ်တွေကုန်လုံးနောက်ထပ်တကြောင်နောက်ထပ် blog တစ်ခုစကြနေဆိုရင်တော့ undercock quality take ကနေစောင်းဒါဒီကျွန်တော်တို့ပိုင်သွင်းရေသားပုံရေသားနည်းရှင်းမှလည်းပြောခဲ့တယ်သတိမိတ်ဒီမှာဆိုလိုပါ okay အဲဆိုပိုင်သွင်းရဲ့ by function definition ပုံစံလေးမှတ်ထားပြီနော်ဒါ function ရဲ့အကျိုးကျေးဇူးကျွန်တော်တို့နောက်တစ်ခေါက်သင်ခန်းစာမှာပါမယ်လက်တွေ့ရှင်းတော့ okay thank you ပြ